အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ The Foodie Cafe Channel ပြင်ခန်းကြီးကြိုဆိုပါနေဒီနေ့ကတော့ဇာတိဥတုအေးအေးလေးဆိုတော့ကျွန်တော်တို့အိမ်မှာပူပူဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်ရခိုင်မူတီလေးချက်စားပြပါတယ်ကျွန်တော်ကတော့ရခိုင်မူတီကို အရေကောအတုပ်ကောချက်မှာဖြစ်ပါတယ်ငားကတော့ငကြင်းကိုအသုံးပြုထားပါတယ်အယိုးနွင်ရတာအစဉ်ပြေအောင်လို့ငားကို အတုံးနဲ့နဲ့ကြီးကြီးပြုတ်လိုက်ပါတယ်အနံလေးမှုွေးနေဖို့အတွက်စပလင်ဂျင်းနဲ့အရသာအတွက်နန်းနွင်အရသာမုတ်ငမရည်အနှဲငယ်ထည့်ပါမယ်ရှည်ကိုတော့ငါးမြုပ်တဲ့အထိထည့်ပြီးတော့မိနစ်20လောက်ပြုတ်ထားလိုက်ပါတယ်ငါပြုတ်နေတဲ့အချိန်တွေမှာ ဟင်းရည်တွေထဲဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါမယ်။ဒါလေးကတော့ကိုရိုင်းလော်ဘီထောင်းထားတဲ့ငရုတ်ကောင်းပါ။ပြီးရင်တော့ဂျင်း၊ကြက်သွန်ဖြူ၊ဗဒဲကောတို့ကိုထောင်းပါမယ်။ဒီနေရာမှာဗဒဲကောမကြိုက်ရင်မထည့်လို့လည်းရပါတယ်။မြင်းငပိကိုလည်းရေလေးနဲ့ဖြော်ထားပါမယ်။ အခုဆိုရင်ဟင်းရည်တဲ့ထဲဖို့အတွက်ငရုတ်ကောင်းစက်တံပြူလေးနဲ့အစင်းနဲ့ဖြစ်ပါပြီ။ငားလေးတွေနူးလာပြီဆိုရင်တော့အယိုးနွင်ဖို့အတွက်ဆဲထားလိုက်ပါမယ်။ငါးလေးတွေအေးွားပြီဆိုရင်တော့အယိုးနွင်ပါမယ်။မခြင်းကအယိုးနည်းနည်းများတာမို့လို့အယိုးမပအောင်တခြားလေးနွင်ပေးပါမယ်။ အယောအလုံးနှွင်ထားပြီဆိုရင်တော့ခဏဖယ်ထားလိုက်ပါမယ်။အခုကတော့ရခိုင်မုတ်တီမှာအဓိကမပါမဖြစ်အစအရတာအတွက်ငွေသီးစိမ်းလေးတွေကိုအညာချွေပြီးဘိုင်းမနာဖို့အတွက်ခဏပြုတ်ထားလိုက်ပါမယ်။ရည်ဒီဇိုင်းလေးတွေချက်ပြီဆိုရင်တော့ share ထားလိုက်ပါမယ်။ ်ပြီးရင်တော့ကျိတ်ဆက်ထဲမှာထည့်ကြိတ်ပါမယ်ကျိတ်ထားတာကဒီလိုအနေထားလေးဆိုရင်ရပါပြီကူကတော့ရခိုင်မုတ်တီအတုံးမှာမပါမဖြစ်ငေုပ်သီးအနှစ်လေးချက်ပါမယ်ကျိတ်ထားတဲ့ငေုပ်သီးမြင်ငပ်ပြီးငါးယူးနေထားတာတဝက်လောက်ထည့်ပါမယ် ရတာမုံနဲ့နမ်းမြည်အနှဲငယ်ထဲပါမယ်အခုဆိုရင်တော့အတုတ်အတွက် မပါမဖြစ်ငရုတ်နှစ်လေးရပါပြီအားလုံးအစဉ်သင်းဖြစ်ပြီဆိုရင်တော့ဟင်းချက်ဖို့အတွက်ရေလေးတွေကိုစူအောင်အရင်တည်ထားပါမယ်ကောက်ကွက်စူပြီဆိုရင်ခုနကရေဖြော်ထားတဲ့မြင်ငပ်ပြီးကိုတဝက်လောက်ထည့်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ကြက်သွန်ဖြူဂျင်းပဒဲကောမရုပ်ကောင်းတို့ကိုထည့်ပါမယ် ခုနကပြုတ်ထားတဲ့ငါပြုတ်ရည်လေးလည်းထည့်ပါမယ်ပြီးရင်တော့ကြံတဲ့အယိုးနဲ့ထားတဲ့ငါကိုထည့်ပါမယ်ခဏလောက်တည်ထားပြီးရင်တော့ငရုတ်ကောင်းကျက်တမြူနဲ့မှုံမွေးလေးနဲ့ရခိုင်မုတ်တီဟင်းရင်လေးရှားပါပြီကဲအခုဆိုရင်အားလုံးကြက်ပြီဆိုတော့မုတ်တီစားတော့ဖို့အတွက်ပြင်ဆင်လိုက်ပါမယ် မုတ်ဖတ်မြုပ်တီအနှင်းနန်းနန်းပင် မကြီးရေငပယ်ပဲကြော်တို့ကို ပြင်ဆင်ထားပါမယ်အရင်ဆုံးမုတ်ဖတ်လေးတွေကိုထည့်လိုက်ပါမယ်ကြိုချက်ထားတဲ့မုတ်တီတော့ရဲ့အနှင်းဖြစ်တဲ့ငားငယ်ဦးဒီအနှင်းလေးကိုလည်းထည့်လိုက်ပါမယ်နော်မကြီးရေနန်းနန်းပင်ငပယ်ကြော်ပဲကြော်လေးတွေထည့်ပါမယ်အခုဆိုရင်နော် ရှူးရှူးရှဲရှဲမော်ဒီတုတ်အချင်းငန်းဆက်လေးရပါပြီ။စကိုင်းမော်ဒီအရေးလေးလေးပွဲပြင်ပါမယ်။မုတ်ဖက်လေးတွေကိုကိုလိုတလောက်ထည့်လိုက်ပါမယ်။ချက်ထားတဲ့ဟင်းရီပူပူလေးကိုလောင်းထည့်လိုက်ပါမယ်။ပဲကြောနန်းနန်းပင်မဖဲကြောမြုပ်သီးနှစ်ရဲ့ကြီးရင်လေးထည့်ပြီးရင်တော့ အရန်ကိုစားကောင်းတဲ့ချင်းငန်းဆက်ရခိုင်မုတ်တီရေလေးရပါပြီ။ဒီလိုမိုးအေးအေးနဲ့ဆိုမုတ်တီတောက်ရတာအရန်ကိုလိုက်ဖက်ပါလေ။ခုဆိုရင်တော့ပူဆက်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ရခိုင်မုတ်တီအရင်နဲ့အတုပ်ရပါပြီ။ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်လိုက်ရန် Subscribe လေးနှိပ်သွားပေးပါဦးနော်။အားလုံးကိုကျေးဇူးပါ။